မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်သူနှလုံးကိုမသိမ်းကျုံနိုင်တဲ့တော်လန်ရေးဟာစစ်မှန်တဲ့အောင်ပွဲကိုရရှိမှာမဟုတ်ပဲတမက်ပြောင်းဝလှည့်ရမယ်ဘက်ကိုပြည်သူကသာဆုံးဖြတ်တာဖြစ်တယ်လို့ယာယီတမက်ဒူဝါလက်ရှိလကပြောပါတယ် 2029ခုနှစ်မှာ KNDO ဌာနချုပ်ကိုတည်နေရာဟောင်းဖြစ်တဲ့အင်းစိန်မှာပြန်လည်တည်ဆောက်မယ်လို့ KNDO ဗိုလ်ချုပ်စောရှိလေကညွှန်ကြားတဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ ပြည်သူမလုံးကိုမသိမ်းကျုံနိုင်တဲ့တော်လှန်ရေးဟာစစ်မှန်တဲ့တော်လှန်ရေးအောင်ပွဲကိုရရှိမှာမဟုတ်ဘဲတမက်ပြောင်းဝလှည့်ရမဲ့ဘက်ကိုပြည်သူကသာဆုံးဖြတ်တာဖြစ်တယ်လို့ယာယီတမန်ဒူဝါလက်ရှိလကပြောဆိုလိုက်ပါတယ်။ ်မေလ9ရက်နေ့မှာပြုလုပ်တယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်တီထောင်ခြင်းလင်းမြစ်ပြည့်အခမ်းအနားမှာအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်ယာယီသမားဒူဝါလရှိလာကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီအခမ်းအနားမှာယာယီသမားကပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အရေးတော်ပုံတပ်သားတွေကန်ဆွဲထားတဲ့တနက်ပြောင်းဝဟာ ဘယ်သူပုတ်ကိုလှည့်ရမလဲဆိုတာကိုပြည်သူကသာဆုံးဖြတ်တာဖြစ်ပါတယ်ပြည်သူဟာတနက်ပြောင်းဝလှည့်ရမဲ့ဘက်ကိုစင်ချင်သူဖြစ်တယ်ဆိုတာမမေ့ကြဖို့လိုပြီးပြည်သူကာကွယ်တက်မလို့ဆိုတာပြည်သူလမ်းညွန်မှုကိုခံယူတဲ့လူထုတော်လှန်ရေးတက်မလို့တခုဖြစ်တယ်လို့လည်းဆိုပါတယ်ဒါအပြင်ပြည်သူနှလုံးကိုမသိမ်းကျုံးနိုင်တဲ့တော်လှန်ရေးဟာစစ်မှန်တဲ့တော်လှန်ရေးအောင်ပွဲကိုမရနိုင်တာကြောင့် ပြည်သူတော်လှန်ရေးတပ်မတော်သားတွေအားလုံးနှလုံးသွင်းထားကြဖို့လင်းလက်စွာတိုက်တွန်းလိုရဲလို့လည်းယာယီသမ္မတဒူဝါလက်ရှိလကပြောပါရယ်ပြည်သူကာကွယ်ရေးတပ်မတော်ရဲ့အခြေခံမူဟာပြည်သူကိုကာဝယ်ရမှာဖြစ်ပြီး ြည်သူကိုရန်ပြုတ်ဖို့မဟုတ်တဲ့အတွက်လင်းလင်းလက်လက်ခံယူထားဖို့ဖြစ်ပြီးရန်သူကိုမီးလိုကျင့်ပြီးပြည်သူအပေါ်ကို ရေလိုကျင့်ဖို့လွယ်ပြီးရန်သူအပေါ်ကို နေလိုကျင့်ပြီးပြည်သူအပေါ်ကိုလလိုကျင့်ဖို့လွယ်တယ်လို့လည်းယာယီသမ္မတဒူဝါလက်ရှိလကထပ်မံပြောဆိုပါရတယ်။တော်လိုင်းခီးမှာဘလို့နီးနာအပြောင်းလဲချိကတ်မှုအလဲပြောင်းတွေကိုအသုံးပြရသည်ဖြစ်စေမူလပန်းတိုင်ဖြစ်တဲ့ဆေးရနာရှင်စနစ် အမြင့်ပြတ်ချုပ်ငင်းရေးတွေတွင် မလျှော့တမ်းတော်လန်သွားမှာဖြစ်တယ်လို့လည်းယာရီသမရဒူဝါလက်ရှိလကမိန့်ခွန်းအဆုံးသက်မှာပြောဆိုသွားပါတယ်ရှင်ဆက်လက်ပြီးတော့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO အနေနဲ့လာမယ့်2029ခုနှစ်မှာ KNDO ထနာချုပ်တည်နေရအောင်ဖြစ်တဲ့ ရန်ကုန်အင်းစိန်မှာပြန်လည်တည်ဆောက်မယ်လို့ KNDO စီဦးစီချုပ်ဘိုချုပ်စောရှိလီကညွှန်ကြားလိုက်တယ်လို့ KNDO ကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ကရစ်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဟာကရစ်မျိုးသားစီရင် KNU ရဲ့လက်လက်ကန်တပ်ဖွဲ့နှစ်ခုအနက်တစ်ခုဖြစ်ပြီးကရစ်မျိုးသားလူမျိုးရေးတပ်မတော် KNL မပေါ်ပေါက်မီကတည်းကတည်ရှိခဲ့တာလည်းဖြစ်ပါတယ်။ KNDO ဟာ KNU ရဲ့လက်လက်ကန်အဖွဲ့အဖြစ် 1949ခုနှစ်ကနေ1949ခုနှစ်တည်ဂျပန်အစိုးရနဲ့လွတ်လပ်ရေးခေတ်အိုမြန်မာအစိုးရတို့ကိုစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး KNDO ရဲ့ဌာနချုပ်ဟောင်းရန်ကုန်တိုင်းအင်းစိန်မှာအခြေစိုက်ခဲ့လို့လဲဆိုပါရယ်မျက်မှောက်ကာလမှာ KNDO စီဦးစီးချုပ်ဗိုလ်ချုပ်စောရှိလေကလာမယ့်2029ခုနှစ်မှာကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ရဲ့ဌာနချုပ်ဟာတချိန်ကတင်နေရဟောင်းဖြစ်ခဲ့တယ် အင်းစိန်ကိုအသက်တပံပြန်လည်တိဆောက်မယ်လို့လည်း KNDO တပ်မှုတွေကိုညွှန်ကြားချက်ပေးထားတယ်လို့လည်းသိရပါတယ်ရှင်။ဘကုတ်တန်တပုတ်ကိုတက်ဆက်ပေးကြပါရယ်။ဘကုတ်တန်တာရီခန်မင်းလာမြို့နယ်ရိုးမွဖြတ်ကျော်လမ်းပေါ်မှာပြူစောတိနှစ်ဦးကိုအရှင်ဖမ်းမိခဲ့ပြီးစစ်ဆင်နေစဉ်တွင် ထွက်ပြေးသွားတာကြောင့်ပြစ်ခတ်ဖမ်းဆီးရာကနေနှစ်ဦးစလုံးဟာတေဆုံးသွားတယ်လို့တာဝီခန်တရင်382ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ၄ရက်နေ့ကမေလမြို့နယ်စိန်ကလန်မြို့ချောင်းရိုးမာဖြတ်ကျော်လန်းပြင်းကလေးခင်ကျင်းရာနီကိုဖောကားနဲ့ရောက်ရှိလာတဲ့မေလမြို့နယ်ရွေးကုန်းအုပ်စုဘတ်ဘွေကုန်းကျင်းရာနီစစ်တပ်လောက်ခံပြူစောတီမြစော်ဦးနဲ့ဒေါ်လူပီကိုအရှိဖမ်းဆီးရရှိခဲ့တာလည်းဖြစ်ပါရယ်အဲ့ဒီဖမ်းဆီးရရှိကစစ်စေးနေစ င်တွဲစစ်တပ်စစ်ကြောင်းတက်လာတာကြောင့်တော်လိုင်းတပ်တွေကပြန်လည်တက်ခိုက်ဖို့ပြင်ဆင်နေစဉ်တွဲမှာပြူစောတီမြားစော်ဦးနဲ့ဒေါ်ယူပီတို့ကထွက်ပြေးသွားတာကြောင့်လိုက်လံပြစ်ခတ်ဖမ်းဆီးရာကနေနှစ်ဦးစလုံးဟာကြည်ထိမှန်တည်ဆုံသွားတာလည်းဖြစ်ပါတယ်။အဲ့ဒီပြူစောတီတွေစီကနေဖောကာဒစီစစ်ကောင်စီတပ်သားတွေနဲ့ဆက်သွယ်ပြောဆိုထားတဲ့မိုဘိုင်းဖုန်းတစ်လုံးလက်စုပ်တကွင်းနဲ့ငကတ်တရံတို့ကိုတင်းဆက်ရရှိခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ စကန်တန်းတဘောကိုတက်ဆက်ပေးကြပါရယ်စကန်တန်းဆလင်းကြီးမြို့နယ်မုံရွာပတင်လမ်းပိုင်းကတရုတ်ဝမ်ပေါင်းကုမ္ပဏီနီး လုံခြုံရေးကင်းယူထားတဲ့စစ်တပ်ကိုတိုက်ခိုက်ရာကနေစစ်သား6ဦးဟာသေဆုံးခဲ့တယ်လို့ Black Eagle LBDF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ3ရက်နေ့တနင်္ဂနွေကစလင်းကြီးမြို့နယ်ကိုတရုတ်ဝမ်ပေါင်ကုမ္ပဏီနီလုံခြုံရေးကင်းယူပြီးပြည်သူတွေစီကနေငွေကြေးတောင်းရနေတဲ့စစ်ကောင်စီတပ်သား40ခန့်ကိုတော်လဲတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်အဲဒီကဲမှုတွဲမှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်သား6ဦးဟာသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိရလို့လည်းသိရ ပါတယ်။အဲလိုတက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော်လန်ရဲဘော်တွေဘက်ကအထိခိုက်မရှိပြန်လည်ဆော့ခွာနိုင်ခဲ့တယ်လို့ Black Eagle LBDF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရရှင်။စကန်းတရင်တဘောကိုကြည့်အောင်ပါ စကန်းတိုင်းကပ္ပထောင်မှာကျမ်းမာရေးဆောင်ရှောက်မှုလုံလောက်စွာမရရှိတာကြောင့် နိုင်ငံရဲ့အကျဉ်းသားကိုဟိမင်းသူဟာအတက်ယောဂာနဲ့ကွယ်လွန်သွားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ဧပြီလ26ရက်နေ့ကအသက်33နှစ်အရွယ်ရှိတဲ့ကိုဟိမင်းသူဟာ အတက်ယောဂာနဲ့ကွယ်လွန်ခဲ့တာဖြစ်ပြီးကိုဟိမင်းသူကို2023ခုနှစ်ဇွန်လ9ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်2025ခုနှစ်မတ်လ28ရက်နေ့မှာမတရားဥပဒေပုံမှန်3ခုနဲ့ထောင်ဒဏ်15နှစ်ကိုစစ်တပ်ကချမှတ်ခဲ့ပြီး ကိုဟိမင်းသူဟာအကျဉ်းကျနေစဉ်အတွင်းမှာအတက်ရောဂါဝေဒနာကို ခံစားခဲ့ရပေမဲ့လည်းလုံလောက်တဲ့ဆေးဝါးဆောက်ရှောက်ခွင့်မရရှိခဲ့တဲ့အတွက်အခုလိုကွယ်လွန်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။နိုင်ငံရဲ့ကျန်တာကိုဟိမင်းသူဟာစီရီယံကျောင်းဆရာတူဖြစ်ပြီးအင်းတော်မြို့မှာနှွေဦးတော်လန်ရင်းနဲ့ဆရာနာရှင်စန့်ကျင်ဥစ္စာပါဝင်ခဲ့သူဖြစ်တယ်လို့လည်းသိရပါဗျ။ က်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ Federal Democracy အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းဖို့နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်အပါအဝင် အချက်၅ချက်ကိုစစ်ကောင်စီနဲ့အပြည့်ရက်လက်မှတ်ရေးထိုးထားတယ်။ Shell RCSS အပါအဝင်တိုင်းရင်းသားအဖွဲ့9ခုကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ April 29ရက်နေ့ကနေ30ရက်နေ့ထိကျင်းပခဲ့တဲ့ Seven EU Alliance ဥဆောင်အဖွဲ့အစည်းအဝေးမှာလက်ရှိနိုင်ငံတွဲရင်းဆိုင်တွေ့ကြုံနေရတဲ့နိုင်ငံရဲ့အချက်အလက်ကိုကြော်လွှားနိုင်ရေးအတွက် ဆဲဘက် EU တွေကချက်မှတ်ထားတဲ့ Federal Democracy အသွင်ကူးပြောင်းရေးအစီအစဉ်ကိုပြန်လည်တုံးသက်ပြင်ဆင်နိုင်ခဲ့ကြပြီးရှေ့လုပ်ငန်းစဉ်များဆိုင်ရာလမ်းညွန်သဘောထားတွေကိုချက်မှတ်ခဲ့လို့လည်းသိရပါတယ်။ဆဲဘက် EU Alliance ရဲ့ Federal Democracy အသွင်ကူးပြောင်းရေးအစီအစဉ်အဆိုပြုချက်တွေမှာပဋိပက္ခမှာပါဝင်သူအဖွဲ့အစည်းတွေအားလုံးဟာနိုင်ငံလုံးအတိုင်းအတာနဲ့ကြိုတင်စည်းကမ်းသတ်မှတ်ချက်မရှိဘဲ ပဋိပက္ခမှာပါဝင်တဲ့အစုအဖွဲ့တွေအားလုံးကအပြည့်ရဲ့ကျင်ညာဖို့တက်ဆိုင်သူတွေကြား Federal Democracy ပြည်ထောင်စုဆိုင်ရာဂတိကိုယ်ကိုပြုဖို့အတွက် Federal Democracy အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းဖို့ Federal Democracy ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့နဲ့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲကျင်းပဖို့လို့ဖြစ်တယ်လို့လည်းသိရပါဗျ။ဒီထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်က Seven EO Alliance ရဲ့သတင်းလင်ပြန်ကြားရေးတာဝန်ရှိသူတွေကိုရန်ကုန်ခေတ်သစ်သတင်းနာကဆက်သွယ်ခဲ့ပြီးမဲ့ ဖုန်းလက်ခံဖြည့်ဆို့ရန်ညွှန်းဆိုခဲ့ပါတယ်။ Seven EO Alliance မှာ Shen RCSS, Mo LMSB, Yakhan ALB, Pao Phwe, Lao LDU, Kyin DKPA, Kyin Ngain Chan Yi Kaunsi, KNU KNL PC တို့ပါဝင်တယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျမများပါ